စကောင်စီဟာ2023ခုနှစ်နိုဝင်ဘာလပိုင်းကစလို့စီပဏိပခရွင်ကိုအကြောင်းပြပြီးပြည်မကနဲ့ကုံစီစည်းစိမ်မှုလမ်းကြောင်းအားလုံးကို တင်းကျပ်စွာပိတ်ဆို့ခဲ့တာကြောင့်ရခိုင်ဒေသခံတွေဟာကုံစီပြက်လက်မှု စာနယ်ရိက္ခာပူလုံရင်းနဲ့အသက်ရှင်သန်ရေးအတွက်စင်ခေါ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့စာနယ်ရိက္ခာလိုအပ်ချက်တွင်ကိုဖြည့်ဆင်းဖို့ရခိုင်ကုံတွေတွင်ဟာအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့ တီမကနဲ့ကိုနေကိုဟန်နဲ့ကခက်ခဲခဲတည်ယူနေကြပါတယ်။ဒီလိုင်းခရီးတွေဟာကြမ်းတမ်းမှု ခရီးဝေးကွာမှုနဲ့အရှင်ကြမြင့်မှုတွင်ကြောင့်ဇင်းလုံးမြင့်တက်မှုတံကိုခံစားနေကြတာဖြစ်ပါတယ်။အဲ့ဒီစပေးဆောင်စကမ်းမှာနေထိုင်ကြတဲ့မိသားစုတိုင်းနေပါဟာစာဝဲနေရေးကြက်တဲမှုနဲ့အာဟာရမလုံလောက်မှုတွင်ကို ရင်ဆိုင်ဖြတ်တန်းနေကြရတာလည်းဖြစ်ပါတယ်။ တခါတလေမှာကျမ်းမာရေးမကောင်းဖြစ်နေရင်တောင်မှတရက်လုံးမှတရက်စားရတဲ့ဘဝတွေမို့နေမကောင်းတဲ့ကြားကပဲတော်နေထင်းရှားရတာရှိသလိုငွေအပူမရှိလို့စိတ်မတော့ရတဲ့နေ့တွင်ကိုလည်းချိန်မဲ့ခံစားနေကြရတယ်လို့စေဘေးဆောင်တွေကပြောပါတယ်။အဲအတော်တော့ကျမ်းမာရေးဒီနေမကောင်းဆိုရင်အကိုက်ထေးကဒကုံဆောင်တိကိုပြုံးလို့ဒါပေမဲ့ဟိုလူပတ်တကယ်ဘာရှိကောင်းလို့အကူကြီးတုံးလို့ကူရပါတယ်။ကိုကိုတော့တိုင်းနိုင်စကူရပါတယ်အမလေး။ ရခင်မတိုက်နိုင်ခင်ရက်ကိုက်ကဖြစ်တာကောက်လို့ပဲစေတနာပေါ့ရပဲကောက်လို့ကူရပါတယ်